မနေ့ကမန္တလေးမြို့နန်းတော်ရှိအားကစားကွန်းမှာဝန်တာနုဒီမိုကရက်တစ်ပါတီကဥဆောင်ပြီးနိုင်ငံသားနဲ့ဥပဒေအမျိုးသမီးဆိုင်ရာဟောပြောပွဲကျင်းပရာမှာလူထုပြည်သက်300နီးပါးလောက်တက်ရောက်ခဲ့ပါတယ်။အဲ့ဒီဟောပြောပွဲကိုဝန်တာနုဒီမိုကရက်တစ်ပါတီအထွေထွေအတွင်းရေးမှူးဒေါ်နန်းရွှေကြာကမျိုးဆောင်ဥပဒေဘာကြောင့်လိုအပ်တယ်ဆိုတဲ့အကြောင်းရှင်းပြပါတယ်။ဒေါ်နန်းရွှေကြာရှင်းပြတဲ့အကြောင်းမှာ ိုင်ငံသားမှာအလုလုကင်နေကြတဲ့မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေလမ်းမမရောက်အောင်မျိုးဆောင်ဥပဒေလိုအပ်ကြောင်းအဓိကထားပြောကြားခဲ့တာတွေ့ရပါတယ်။ကျမတို့မြန်မာအမျိုးသမီးတွေကတစ်ဖက်နိုင်ငံမှာသွားပြီးအလုလုတယ်။သူများအမြောင်ဘဝအငယ်ဘဝကနေယူနေခဲ့ပြီးတော့ ူများအပြုံများဖြင့်စစ်ပေါ်စက်ခံတော့လုတ်ပြီးနေရတာဆိုလေကျမတို့ကတောင်လဲနိုင်ငံတော်ကလုတ်ပါတယ်ဒါမင်းကျမတို့မျိုးမီးလူထုတည်းရဲ့လုံးဝလေဒီကိစ္စကိုကျမတို့များများပြောပြီးမှကျမတို့မြန်မာအမျိုးသမီးရဲ့ဓမ္မမရောက်အောင်ဟန်နာပေးတဲ့အနေနဲ့များများပြောပြရမှာရှင်ကျမတို့ရဲ့မျိုးပါတာတာရဏစောင့်ရှောက်ဖို့ကတော့ဗုဒ္ဓဘာသာလူတိုင်းကတာဝန်ရှိတယ်ဆိုတာမဟုတ်ပါလားရှင် အပြင်မျိုးဆောင်ဥပဒေပြဋ္ဌာန်းမှုကိုအမျိုးသမီးအဖွဲ့အစည်းတွေအပါအဝင်အဖွဲ့ပေါင်း100ကျော်ကကန့်ကွက်နေတာဟာအမျိုးသမီးတို့အားလုံးကိုစားပြုတာမဟုတ်ကြောင်းလဲဒေါ်နန်းရွှေကြာကပြောပါဗျာအဲ့ဒီပွဲဟာမိမိတို့အမျိုးဘာသာတာဏာစောင့်ရှောက်ရေးအဖွဲ့မဘာသာနဲ့မသက်ဆိုင်ကြအောင်အဲ့ဒီပွဲမတိုင်ခင်တရက်ကကြင်ညာချက်ထုတ်ပြန်ရှင်းခဲ့ပါတယ်။အဲ့ဒီပွဲကိုတက်ရောက်နားထောင်ခဲ့တဲ့ပြည်ကြီးတခွင်မြို့နယ်တမန်ကုန်းကျေးရွာနေသူဒေါ်ဖြူကသူတက်ရောက်ရတဲ့အကြောင်းရင်းကိုအခုလိုပြောပါတယ်။အမျိုးသမီးတွေ ငံသားတွေမကြည့်အောင်လို့ကိုမျိုးဘာသာပေါ်သာသနာအတွက်ပေါ့နော်အဲဒီသူကဥဒိတ်ထားပြီးတာပေါ့နော်တကယ်လည်းအားရတယ်တကယ်လည်းကျေနပ်တယ်မှန်လဲမှန်တယ်ဟုတ်ကဲ့မြေသမီးတွေအရေးလည်းကြီးမေလ18ရက်နေ့ကလည်းရန်ကုန်တိုင်းအင်းစိန်မြို့နယ်ရွာမပရိယတ်တိစာတင်တိုင်းမှာမျိုးပါတာတာဒနာဆောင်လျှောက်ရေးအဖွဲ့ဗဟုကမျိုးဆောင်ဥပဒေကန့်ကွက်နေမှုအပေါ်သတင်းစာရှင်းလင်းပွဲကျင်းပပြီးရှင်းပြခဲ့ပါတယ်။မျိုးပါတာတာဒနာဆောင်လျှောက်ရေးအဖွဲ့အနေနဲ့မိသည့်ပါတီအဖွဲ့အစည်း မိတိအစိုးရအဖွဲ့နဲ့မှပတ်သက်ဆောင်ရွက်ခြင်းပူးပေါင်းဆောင်ရွက်ခြင်းမျိုးလုံးဝမရှိဘဲနဲ့အမျိုးဘာသာတာဝန်နဲ့နိုင်ငံအရှေ့ရေးတစ်ဖက်သာအမျိုးသားရေးအမြင်ဖြင့်စေတနာထားဆောင်ရွက်နေခြင်းဖြစ်ကြောင်းအတိအလင်းပြညာအပ်ပါတယ်ခင်ဗျာ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကမျိုးဆောင်ဥပဒေရေးဆွဲပြီးလွှတ်တော်ကိုတင်ပြနိုင်ဖို့အတွက်အဖွဲ့ဝင်12ဦးပါမျိုးဆောင်ဥပဒေရေးဆွဲရေးကော်မတီကိုပြီးခဲ့တဲ့မတ်လ9ရက်နေ့ကဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဒီဥပဒေကြမ်းတွေကိုဇွန်လ30ရက်နေ့နောက်ဆုံးထားပြီးသမ္မတကိုတင်ပြရမှာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။